ဒါပဲဒါပဲဟာသူပြစ်ကူပြစ်ကူပြစ်နေတာဟေးကောင်းလိုက်တာဟာဆောက်ဘူးကခုံချဟာသူကဘာမှမကြည့်ကျဲဟာကောင်းတယ်ကွာ မိုက်တယ်နော်ဗာနော်မိုက်တယ်မဟုတ်တော့သူပြေကိုမျိုးကိုပြေနေတာဟဲ့အောင်မိုက်တယ်မိုက်တယ်သူတို့ကတေချာကိုလှုပ်ထားတာနော်ဗာနော်ဒီတေချာကိုဒီဥစ္စာလှုပ်ပြီးတော့ဒီဟာဝင်တိုက်မယ်ဆိုတာကိုနော်အေးကောင်းတယ်ကောင်းတယ်တေချာနီးဗျူဟာတွေလှုပ်ပြီးတော့ဗျူဟာတွေလှုပ်ပြီးတော့တေချာကိုဝင်တိုက်တာသိတာဗာနော်ဟုတ်တယ်ဟုတ်တယ်ဘာမှမလှုပ်နိုင်တော့မျိုးကြီးပေါ်မှာနော်ဗာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီဒီမျိုးကြီးပေါ်မှာဟိုပြောရမယ်ဆိုရင်ဒီကျွန်တော်တို့ဒီမနက်အာယုံတက်ပေါ်ဒီ၃နာရီလောက်ပေါ်နော်အဲ့၃နာရီလောက်မှာဝင်ပြီးတော့ကစ်တာဆိုတော့နိုင်ပြီဗာ၃နာရီတုံခရုကဒီဥစ္စာပေါ်မှာပေါ်ဒီဥစ္စာပေါ်မှာကိုင်တာဟုတ်မိုက်တယ်ကွာမြဒူဘိုင်းမှာဒူ ပိုင်းမှာတုံခရုတောင်ပြီးအောင်နေပါအောင်ခဏနေမင်းကဒီမှာနေခင်းမကြီးလေဟုတ်လေဟိုမနေ့3နာရီလောက်ဝင်းစော်တာလေဗျတော်တော်မိုက်နေတော့ဟို3နာရီလောက်ဝင်းစော်ဒီမှာနေခင်းမကြီးဒီမှာတုံခရုတုံခရုကနေအဲ့ဒူဘိုင်းကဒီအဆောက်အမြင့်ကြီးပေါ့အဆောက်ဟိုအမြင့်ကြီးပေါ့နေဒီကျိုးနဲ့ဒီလိုဆင်းတာစီဟိုဘက်တဲမုံတိုင်းနေလေတိုက်လာတုံခရုက အဘရုပ်ရှင်ကြည့်နေရလားအေးဟောလိဝုဒ်ကားလေတော့ဘုရုကားလေမသိဘူးကျွန်တော်ကဒီဟာကသူဝဲမှန်တော့ရိုက်ထားတာလေဟာကရဲစခန်းဝင်စည်းတဲ့ဟာကိုကြည့်နေတယ်ထင်လို့ဟေးဟာကရဲစခန်းနဲ့ဝင်စည်းခံရပြီဝင်စည်းခံရတယ်ဟုတ်ဟုတ်ဟုတ်ကျုပ်တော့လုံဆောင်မအောင်လုံဆောင်မအောင်လုံဆောင်မအောင်အဲ့အဲ့ကွနာအဘကြည့်နေတဲ့အတိုင်းပဲပါလေတကယ်ကိုတကယ်ကိုကောင်းတယ်ပါဟုတ်ဒီဒီတုံကရုကားကြီးကသူ့ပြစ်ကိုပြစ်လို့မျိုးပဲအဲ့ပုံအဲ့ပုံစံမျိုးပဲ ဟာခါစကားကိုလည်းဝင်စီးတဲ့အချိန်မှာဟုတ်ဒီမှာပြီးတော့သူတို့ရဲ့ဘယ်လိုပြောမလဲအကျဉ်းသားတွေပေါ့နော်သူတို့ရဲ့ရဲဘော်တွေသူတို့အကျဉ်းသားစီဆိုဘယ်သူရဲ့အကျဉ်းသားစီလဲတော်လိုင်းဘက်ကတော်လိုင်းဘက်ကိုဖမ်းတာတော်လိုင်းဘက်ကရဲဘော်တွေကိုဖမ်းတာလားအေးဖမ်းတဲ့ဒီအကျဉ်းသားတွေကိုကယ်ထုတ်သွားတယ်ဗျဗီဒီယိုဖိုင်လေးဟာအဲ့ဒါကိုကြည့်နေတယ်ထင်လို့ကျွန်တော်ကမဟုတ်ဘူးငါတောင်ကလူကန်းငါဩပြဿနာပဲကွာဘာပဲပြည်လဲပြည်လဲပဲနော်ဘာပဲလဲနော်အေးဒီရာကတွေဟာခါမှာဖြစ်သွားတာပါဟာခါမှာဒီဟာခါရဲ့ကျွန်တော်ချင်းမိနေမြို့တော်ပေါ့နော် တိတယ်ဟာကဆိုငါတိပြီငါ့ကိုပြောတဲ့အကြောင်းမရှိဘူးအဲ့ဒီဟာငါတက်ချုပ်ကြီးလို့မခတ်တုံးလို့မအောင်မင်းနေလို့လားဟုတ်ပါဘူးအဘမသိငါကြောက်လို့ပါအဲ့ဒီကူဖြစ်သွားတဲ့နေရာကဒီကျွန်တော်ချင်းမြေမျိုးတော်ဟာကမျိုးရဲ့ရဲစကန်အဲ့ရဲစကန်ကိုဝယ်တဲ့ကျွန်တော်ဒီအော်တိုဘာလ16ရက်နေ့ပါမနေ့ကပါနော်မနေ့ကကျွန်တော်ဒီမနေ့3နာရီလောက်ပါမနေ့3နာရီလောက်မှာကျွန်တော်ချင်းအမျိုးသားတက်ဦးကျွန်တော် CMA CMF နော်ပြီးကျွန်တော်ဥဆောင်နေတဲ့ဒီချင်းတော်လိုင်းတက်တယ်ရနေပြီးတော့စီးနင်းတာဒီရဲစခန်းကိုစီးနင်းပြီးတော့အကျဉ်းသား 15ဦးကိုတဲ့ကဲထုတ်နိုင်ခဲ့တယ်လို့ဒီအချင်းမျိုးသားတက်ဦးရဲ့ပြောရေးဆိုခွင့်ရှိသူကျွန်တော်တို့ဟို slide ထပ်နေရပါတော့။ slide ထပ်နေရကျွန်တော်ပြောကြရတယ်သိရတယ်ပေါ့။အဲ့ဒါလေးကိုကျွန်တော်အဘကြည့်နေတယ်ထင်လို့ဘာလဲတကယ်မိုက်တယ်ဘာလဲ။အဲ့တော့ဗီဒီယိုဖိုင်ထွက်လာပြီပေါ့။ဟောကျွန်တော်ဟောရဲစခန်းဝင်စီးရကျွန်တော်ကတေချာကိုစနစ်တကျကိုလှုပ်ပြီးတော့တော့တေရဲအကောင်းဆုံးလက်ရင်းစီရဲဘော်တွေကိုသူကရွေးထုတ်ပြီးတော့ဝင်စီးတာပေါ့။ငါဒီမှာဟောလီဝုဒ်ကတုံခုကားလေးကောင်းနေဆိုဒါဒီကားဟောင်းလေးပါပဲ။ဒီဒူဘိုင်းကိုသွားပြီးတော့သူတို့ကအဲ့လိုမျိုးပေါ့နော်သူကသူ ွားပြီးတော့ကဲတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အသွားကဲ့တာဒီရုပ်ပြောင်းရုပ်လဲတွေသူတို့လုတ်တယ်ကွာဒီဥစ္စာဘွားနေပြောင်းနေတဲမုံတိုင်းနေဂျားတဲ့နေသူပြေတော့အဲ့ကားကိုကြည့်နေတာအဲ့ကားနဲ့အံဝင်ခွန်ကျော်သွားဖြစ်နေတာပေါ့မသိဘူးလေကျွန်တော်ကဒီဟာဘာဒီရဲစခန်းကိုစီးရဟာများကြည့်နေတာကိုကျွန်တော်ကမိုက်တယ်လို့ဘာမသိဘူးမင်းခုပြင်းပြောမှငါသိတယ်ဟုတ်ကဲ့အဲ့ဆက်လိုက်ပြီးအဲ့တဲ့ရင်းလေးကိုကျွန်တော်ဟိုတင်ပြပေးရမယ်ဆိုရင်ဒီကဲထုံနိုင်ခဲ့တဲ့ဒီအချင်းသား15ဦးထဲမှာတဲ့နော် ဟိုကျင်းသားဆိုင်ဦးတော့ဘလူးတွေပါလဲဆိုတော့ချင်းမျိုးသားတက်ဦးကျွန်တော် CNF CNA CNF ပေါ့နော်သူတို့ရဲ့ကျွန်တော်တပ်ဖွဲ့ဝင်တွေပါတယ်ပြီးရင်ကျွန်တော်တို့ဒီ Hacker CDS နော် CDS တပ်ဖွဲ့ဝင်တွေဒီနဲ့ပြည်သူတွေပါဝင်တယ်ပေါ့နော်အာသူတို့ဟိုတဲ့အခုတော့လုံခြုံတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့သိရတယ်ဗျ။အော်သူတို့လုံခြုံတဲ့နေရာပို့ဆောင်တော့ကျွန်တော်တို့က သူတို့ဖန်းတုံးကငေါတော့ညှင်းမနှိမ့်ဆက်ပြီးတော့အခန်းကြီးလေးထဲမှာထားထားတဲ့သဘောပေါ့ဟုတ်အဲ့ဒါပေါ့အဲ့ဒါကိုဝင်စည်းတာအဝင်စည်းတဲ့ချိန်မှာအဲ့ဒီဟာကမျိုးမရဲစကန်ကိုတို့ဝင်ရောက်စင်းနေတဲ့နေရာမှာပေါ့နော်ကျွန်တော်တို့အပြန်လည်တော့ပြန်လည်ပြစ်ခတ်ကြတယ်အပြန်လည်ပြစ်ခတ်ကြပြီပဲတဲ့ကျွန်တော်တို့ရဲ့စကမှာစစ်တဲ့သူတက်သား9ဦးတိတ်ဆုံးတယ်ပေါ့နော်အဲ့မှာတိတ်ဆုံးပြီးတော့ဒဏ်ရာလည်းသူကအများပြားရှိတယ်လို့ပြောတယ်ဗျ။ဩငါတို့ဘက်က9ဦးလည်းတည်တယ်။ဟုတ်ဒဏ်ရာရတဲ့လူကတော်များ။ဒီငါတို့ဘက်ကဟိုဖမ်းထားတဲ့တုံ့ပန်းတွေဟုတ်သူတို့ကလည်းပြန်ခေါ်ထုတ်သွားတယ်။ပြီးတော့ ဘယ်လောက်ထိကျွန်တော် viewer ကောင်းလဲပေါ့ဗောမရှင်ကောင်းလဲပေါ့ဆိုရင်တို့ဒီလောက်တိုက်ခိုက်တယ်ကျွန်တော်တော်လိုင်းတက်တယ်တရားမှာကျွန်တော်ထိခိုက်တန်ရရရှိမှုမရှိပဲနဲ့နောက်ကိုပြန်လဲပြီးစုတ်ခါသွားလို့တိရတယ်ဗောအာဒါလေးကသတင်းတစ်ခုပေါ့နော်ဟောလက်ရှိလက်ရှိအချိန်မှာတော့လေဘာလုပ်နေလဲဆိုရင်လေကျွန်တော်ဒီကျွန်တော်ရဲ့စက်ကမှာစစ်တက်ပေါ့နော်အဲစစ်တက်ကနေပြီးတော့ဒီဟာခါမြို့ပေါ်မှာရှိတယ်ကျွန်တော်ဒီဟိုမြို့ရက်ွက်တွေပေါ့ဗျာအဲရက်ွက်တွေဟိုလေရမ်းတမ်းပြီးတော့ဒီ60မမတွေနဲ့ပြစ်ခတ်နေတယ်လို့သိရတယ်ဗော အော်ဒီကောင်ညာနဲ့ကွာကိုဘကပါသွားပြီကိုဘကလူကြသွားပြီဆိုတော့အဲ့ရန်သူဆိုတဲ့ရန်သူဘက်ကိုလိုက်တာမို့တော်လိုင်းတက်ဖွဲ့တွေဘက်ကိုလိုက်တာမဟုတ်ဘူးဘာလိုက်ဒီဥစားလိုရွာတွေမြို့တွေကိုရန်သမီးဘာလို့ပြစ်နေတာလဲသူကဘာဖြစ်လို့ဖြစ်သွားမှန်းတော့မသိဘူး ိုဘက်ကနေပြီးလာပြီးဝင်ရောက်တိုက်ခိုက်တာတကော်ကို viewer ကောင်းတယ်ဗျ။အော်ငါပြောပြန်ဘာဖြစ်လို့ viewer မတိဘူးဆိုတာဟိုဘက်က viewer ဒီလောက်ထိမကောင်းဘူး။ငါတို့ဘက်ကကောင်နေရအလွန်ကျွန်ကင်နာလို့ဟုတ်ပါပြီဟုတ်ပါပြီ။အလွန်ကျွန်ကင်နာရဲဆိုလည်းအလွန်ကျွန်ကင်နာတယ်။ဘလောက်မာချီဆိုလည်းမာချီကိုအလွန်ကျွန်ကင်နာတယ်။ဘလောက်ထိလဲဆိုရင်ဗျာဒီစကိုင်းမျိုးပေါ်မှာရှိတဲ့စကိုင်းတစ်ခုကိုလာတိုက်တာတော့မှာ သူတို့ဘက်ကတရားမအထီးကိုင်းမရှိဘဲနဲ့ဒီထဲမှာကျွန်တော်ဖမ်းထားတဲ့အကျဉ်းသားတွေပါအကုန်လုံးကယ်ထုတ်နိုင်တယ်ဆိုတော့ဒါတော်တော်လက်ဆောင်ထက်ရုပ်ရှင်ဆန်နေတော့ဟောလိဝုဒ်စကားတော်ကတော့ဒီဥစ္စာကိုအဲ့ဒီ short story လေးကိုအဲ့မှာလုတ်ထားတဲ့ဥစ္စာကိုတင်နိုင်ရင်ကဘာကျော်သွားနိုင်တယ်တော့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်အားကြောင့်ခုနကကအဘပြောနေတော့ကျွန်တော်ကအဲ့ဒါကိုကြည့်နေတယ်ထင်လို့ကျွန်တော်ကအဲ့ဒါကိုပြောတာဟာဒီကောင်တွေကကွာအဲ့လောက်ကြီးလက်ဆောင်ထက်လာကွာမင်းရတယ်ဒီဘက်မှာသူတို့ကလက်ဆောင်ထက်လေးတက်ချုပ်ကြီးကမျက်နှာပြက်လေးအဲ့လိုပြက်တယ်ပြက်တယ်ပြက်တယ်တော်တော်ကြီးပြက်နေပြီနော်နောက်ထပ်သတင်းလေးတစ်ခုရှိသေးတယ်ဗာနော်ဟာသတင်းလေဒါကတော့ဗမာလဲဆိုကျွန်တော်ဒီပစိုးတစ်ပိုင်းနဲ့ဘကိုးတိုင်း ုင်းပေါ့နော်ဘကိုးတန်းကျော်လက်ပန်းဟုတ်ပြီဘကိုးတန်းကျော်အနောက်ပိုင်းအနောက်ချမ်းဟုတ်ကဲ့အနောက်ချမ်းအဲ့လက်ပန်းဟန်တင်းလေးလို့ကျွန်တော်ဟိုတင်ပြပေးဦးမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့တော့ဘာဖြစ်မှလဲဆိုတော့အော်တိုဘာလ15ရက်နေပေါ့နော်အော်တိုဘာလ15ရက်ကျော်နက်နက်စင်နာကြီးကမှာတဲ့ကျွန်တော်ဒီလက်ပန်းမျိုးနယ်မှာရှိတယ်ဆိုတော့တရချောင်းကျေးရအင်းတရချောင်းကျေးရဘက်ကိုကျွန်တော်တို့မီးရှို့ဖျက်ဆီးရန်နဲ့ဆိုစစ်ချောင်းထိုးလာတယ်ကျွန်တော်တို့ရဲ့စက်ကမှာစစ်သားတွေအင်းစကားမှာစစ်သားရေပေါ့စစ်ကြောင်းပေါ့နော်အဲ့စစ်ကြောင်းကိုဟိုးတယ်ပြည်သူကာကွယ်ရေးတက်မတော့အမှတ်နဲ့ကျွန်တော်စစ်စင်ရေးနေပြီဘကိုးတိုင်းစစ်ဌာနချုပ် ဗျူဟာ20နှစ်ကိုကဲမှုလက်အောက်မှာရှိတယ်။အမှတ်383ညနဲ့တရင်အမှတ်383ညသုံးတရင်နော်ပြီးတော့ကျွန်တော်ရွှေတန်းမြေကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြီးရင်ကျွန်တော်တို့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါ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 ဂလုံးဂလုံးအော်ဂလုံးဟုတ်ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့တွေပေါ့တော်လိုင်းတပ်ဖွဲ့တွေစုစုပေါင်းပြီးတော့အင်အားပေါင်းပြီးတော့ကျွန်တော်တို့ဟိုစစ်ကြောင်းထိုးလာတယ်မီးရှို့ဖို့အတွက်စစ်ကြောင်းထိုးလာတယ်ကျွန်တော်တို့စကားမှာစစ်ကြောင်းကိုကျွန်တော်တို့လမ်းတနေရာမှာပေါ့နော်ကျွန်တော်တို့ ကြားပြပြီးအနာတက်တာပေါ့အဖရဲ့အဲ့လိုအနာတက်တဲ့နေရာမှာတဲ့ကျွန်တော်တို့ဘက်ကနေပြီးအထီးခိုက်ကတော့ကျွန်တော်တို့စက်ကမှကျွန်တော်တို့စစ်သားကျွန်တော်15ဦးတည်ဆုံးနေပေါ့နော်15ဦးထက်မနည်းတည်ဆုံးနေပြီးတော့ကျွန်တော်စစ်3ပန်းအဖြစ်စစ်သားကျွန်တော်12ဦးတိတိကျွန်တော်ဖမ်းဆီးသွားတယ်လို့သိရတယ်ပေါ့အာငါတို့ဘက်ကဘလောက်ကြီးပဲတက်တက်ဘလောက်ကြီးပဲလို့ငါတို့ဘက်ကအကြဆုံးနေအသေးပြောက်တွေကများလာရင်လက်ဗရန်ဆိုတာကလည်းပြောရမယ်ဆိုရင်ရန်ကုန်နဲ့နင်းနီးလေးနော်ပေါ့ငါသိတယ်ရန်ကုန်နဲ့နင်းလေးပဲရှိတော့တယ်နော်အဲ့လက်ဗရန်လိုနေရာမျိုးမှာတော့မှအခုလိုကျွန်တော်တို့ဒီစစ်ကြောင်းထိုးလိုက်တဲ့စစ်ကြောင်းကိုဒီတော်လိုင်းတက်တွေက တဖွဲ့တည်းတော့မဟုတ်တော့တဖြည်းဖြည်းနဲ့ပေါင်းလာပြီเนาะဗျ။ဟိုတနေ့ကလည်းကျွန်တော်ပြောခဲ့တယ်အဖွဲ့တွေဆို9ဖွဲ့8ဖွဲ့အဲ့လိုဖြစ်လာပြီ။အခုလည်းဒါအနည်းဆုံးကျော်5ဖွဲ့လောက်ရှိမယ်။ ဲ့လိုအဖွဲတွေအဖွဲတွေပေါင်းလာပြီးတော့တဖွဲတည်းတောင်မနိုင်တာဗျာတော်လိုင်းတက်တွေအဲ့လိုစုပေါင်းလိုက်ပြီးဟေးဆိုတော့ဘာလို့ခွဲပြီးတာမှာတော့ဗျာပြောမိုက်ရိုင်းလိုက်နေကြကျွန်တော်ဒူးတာတော့သွားတော့ပြောပြောပြတာပြောပြတာဗျာဟုတ်ပြေးဖို့ပြေးဖို့တာပြင်ထားတော့နော်ပြေးဖို့တာပြင်လာတော့ကျွန်တော်တို့ကရပြီဟုတ်ဟုတ်ဟုတ်မင်းကဘာလဲမင်းပြောလိုက်တာဗျာပေါ်လေကျွန်တော်လည်းဒါဟိုပြည်သူတွေပြောနေတဲ့စကားကိုကြားတော့အဲ့တိုင်းဖြစ်သွားတာကျွန်တော်နော်ပြောပြမယ်အခုဥစားကငါတို့တွေကစုလဲစုစားလဲယူမဟုတ်တော့ဘူးဟုတ်ဘာဖြစ်နေပြီလဲဗျာငါတို့ကပြေးဖို့ပဲရှိတော့ဒါပဲ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 အဲ့ဒါကိုမဖြစ်ဖြစ်အောင် တက်ချုပ်ကလုံနေတယ်ကွာဟုတ်ကဲ့ပါတော့တက်ချုပ်ကလုံအခုတက်ချုပ်ကလည်းပြောပြန်ပြီကွာဘာရင်းလဲကွာငါလည်းတော်တော်စိတ်ညစ်တယ်အမှုတက်ချုပ်ကဒီမေကွန်းစာရဲ့ပင်မေကွန်းစာရဲ့ဟိုငါရွတ်ဆိုငါရွတ်ကွက်တီပဲပြောခိုင်းမှာအပေါလိုတွေမပြောခိုင်းမှာနဲ့ဟုတ်ပါပြီအပါဒါကတော့သူ့ရဲ့ဟိုပေါ့တော်သေးတာဝဆယ်မင်းလောက်ပဲပြောသွားလို့လေဟိုနှစ်နာရီတစ်နာရီနှစ်နာရီလောက်မပြောတာပဲကံကောင်းနော်ပြောတဲ့စကားရဲ့သူမျိုးကပြောပြအောင်မယ်ဟုတ်ဟုတ်ဟုတ်အဲအဲ့ဒီမှာနော်မင်းတိတ်ကြိုက်တယ်မင်းမိမတိတ်ကြိုက်တယ်ဆယ်မင်းသားလေးဖို့ချစ်ဟုတ်ကဲ့အဲအဲ့ဒီ

ငါတို့ကပဲလက်တင်ခံမယ်လို့ဟိုဘက်ကတော်လိုက်တက်ဖို့တယ်လက်တင်ခံမှာမဟုတ်ဘူးဟုတ်ပါပြီဗျဒါကတော့ तू तू ရွေးတယ်လမ်းတော့သူဟောဒါဟောပေါ့ကောင်းလीဆိုသည် तू ပဲခံမှာပေါ့ဘယ်လိုဂျုံလေးတို့ဟိုဟာတို့ဟိုအစိုးတော်တို့ဘာတို့ကခဏထားလားလေဟုတ်ဟုတ်ဟုတ်နော်သူတို့ကအများတန်းသူတို့ကဥစ္စာလုံနေကြနော်ဒီ ဇမင်းသားလေးမောင်ဖိုးချစ်နော်ဥက္ကဋ္ဌကြီးတပင်ဥက္ကဋ္ဌကြီးဟုတ်ကဲ့ဟုတ်ကဲ့နည်းနည်းကြည့်ကြလို့ဟုတ်ဟုတ်မျက်နှာကြီးကိုထွက်ထွက်မပြနဲ့ငါတို့ကတော့ငါတို့ပဲပါတယ်ဆိုတော့ငါတို့ဝမ်းသာတာပေါ့ဟုတ်ပါပြီဒါပေမဲ့ပြည်သူတွေကကြင်ဘာဖြစ်သွားမလဲမင်းတို့စဉ်းစားကြည့်လေဟောအဲ့ဒါသူ့တိုင်းနဲ့သူ့ကံပေါ့ပါရနော်အဲ့ဒါကျွန်တော်ကအဲ့လောက်ကတော့ကျွန်တော်တည်င်းမဟုတ်တဲ့တော့ကျွန်တော်မပြောတော့ဘူးနော်အခုကျွန်တော်ဆက်လက်ပြီးခုနကကျွန်တော်ဒီဟိုပေါ့ဟိုလက်ဗဒန်းတိုက်ပွဲမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဘက်ကနေပြီးစကားမဘက်ကနေပြီးဘာတွေပေးလိုက်ရလဲဆိုလက်နဲ့အစုံကျွန်တော်16လက် ဟုတ်ပြီเนาะပြီးရင်ကျွန်တော်ခဲရန်နေပေးရမယ်ပြီးရင်စစ်အသုံးဆောင်ပစ္စည်းတွေပေါ့เนาะအဲ့ပစ္စည်းတွေဝိုးတဲ့တော်လိုင်းတက်တွေကနေတင်းစီးပြီးတော့เนาะပြီးတော့တော်လိုင်းတက်ဖွဲ့တွေကဒဏ်ရာတစ်ချက်တောင်မရဘဲနဲ့သူတို့ရဲ့နေရက်ကိုပြန်လဲပြီးဆုတ်ခွာသွားလို့သိရတယ်ပေါ့အော်မေခုနာဗာလဲဟိုငါတို့ဘက်ကပြေးလေရတာဗာလဲလက်နက်တွေလက်နက်တွေကျွန်တော်ခဲရန်နေပြီးတော့စစ်အသုံးဆောင်ပစ္စည်းတွေဆိုတော့ကျွန်တော်ပါမှာပေါ့ဗျာကျွန်တော်စကားပြောစက်တွေပါမယ်အဲဟုတ်ပြောပြီးအဲ့ဒါညို့ညို့အကုန်လုံးပေါ့เนาะအဲ့ဒါလေးပြေးလေရဟဲ့ပြေးလေရတယ်ခင်ဗျဟုတ်ဟုတ် ငါတို့ဘက်ကလူတွေအသက်ပေးလိုက်ရတာကိုမပါဘူးလားမပါတယ်လေပါတယ်အေးထဲ့ပြောလေထဲ့ပြောလေဟုတ်တယ်ကျွန်တော်ပြောမပြောငါ့ကိုထဲတာပြောလိုက်တော့ဟုတ်တယ်ကျွန်တော်စစ်သားဆက်လာဟုတ်တယ်ကျွန်တော်ဘက်ကလူတွေကတော့ တကယ်ကိုခွေးတွေဝက်တွေဘလို့တည်သွားရတယ်ဆိုတော့ငါ့ကိုပြောလေတည်တယ်လေအဘကတော့ကျွန်တော်ပြောပြီးပါဘာဟုတ်ကဲ့ကျွန်တော်တို့တည်င်းမောက်တာလေးကိုအဘကဖြက်ဖြက်ကြီးမပြောနဲ့လေဘာရဲ့ဒီမှာကကျွန်တော်ပြောပါဟုတ်လေအဲ့ဒါလည်းတည်င်းပဲလေဟောကျွန်တော်အဲ့လောက်ကိုတည်င်းကိုဘကလူတွေကိုကိုဘကလူတွေကိုထိခိုက်တိုင်းမှာကိုတွေကိုဘောမနေတဲ့လူတွေကိုထိခိုက်တိုင်းရမှာမလို့ငါပြောတာလေကျွန်တော်အဲ့လောက်ကိုတည်င်းလုံးမတတ်မှတ်ဘူးဘာရဲ့နော်အရေးကြီးတဲ့တည်င်းလို့ကျွန်တော်မတတ်မှတ်ဘူးအရေးကြီးတဲ့တည်င်းလေးပဲကျွန်တော်အဘကိုတင်ပြပေးမယ်အဲ့ဒါကကုနာတိုက်ပွဲမှာတည်တဲ့လူကကျွန်တော်ရဲ့စကမှာ75ဦး15ဦးထက်မနေတည်ဆုံးနဲ့ပြီးတော့12ဦးကိုအရှင်ဖမ်းသွားတယ်ပြီးရင်ကျွန်တော်လက်နက်က16လက် ခဲရန်နေတဲ့ကျွန်တော်စစ်သုံးအောင်ပစ္စည်းတွေကိုကျွန်တော်တော်လိုင်းတက်တည်းသိသိသွားတယ်ကိုသိရတယ်ပေါ့ဒါလေးကကျွန်တော်မနက်ပိုင်းရရှိလာတဲ့သတင်းလေးတွေပေါ့နော်ဆက်လက်ပြီးတော့အပေါ့တင်ပြပေးမယ့်သတင်းလေးရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဒီကကျတော့ကျွန်တော်တို့ညောင်းပေါ့ညောင်းမျိုးနယ်ညောင်းမျိုးနယ်နဲ့နှတော်ကြီးနှတော်ကြီးနော်နှတော်ကြီးမျိုးနယ်ပြောရမယ်ဆိုရင်ဒါဟိုပြောမန္တလေးတိုင်းပေါ့ နော်မန္တလေးတိုင်းဖြစ်မှာပေါ့နထိုးကြီးဆိုဟလားဒီညောင်မျိုးနယ်နဲ့နထိုးကြီးမျိုးနယ်အတွင်းမှာတဲ့ကျွန်တော်တို့စစ်ကြောင်းထိုးနေတယ်ကျွန်တော်တို့ညောင်နဲ့ဒီနထိုးကြီးအဲ့နှမျိုးနယ်ပေါ့ဟုတ်ပြီ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 ဟုတ်တော့တကြောတဲ့ပဲလေပါနော်တကြောတယ်ကြောတယ်ကြောအဲ့မှာကျွန်တော်စစ်ကြောင်းထိုးနေတယ်ကျွန်တော်တို့စက်ကမှဟိုစစ်တပ်ကပေါ့နော်ဘာလို့လဲဆိုရင်ဒီကြေးရွာတွေကိုကျွန်တော်တို့ဝင်ရောက်ပြီးတော့ကျွန်တော်တို့စီးနင်းပြီနော်ကြေးရွာတွေကဝင်နေဝင်ပြီးကျွန်တော်နေနေကိုဘာလို့လဲဆိုနေအိမ်30ကျော်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရတယ်ပါဟောဒီကောင်တွေကလည်းကွာဒီကောင်တွေမီးရှို့စစ်တပ်လို့ပေးထားတာတော့မနေသေးတယ်ဟုတ်ကဲ့ပါ ဒီဖြည့်စစ်တက်လို့ပေးရမှာဟုတ်ကဲ့ဘာမှကျွန်တော်တို့ဒီပေါ်တော်လိုင်းတသားကြီးလည်းမရှိဘဲနဲ့မရှိတဲ့သူတို့ကြေးရွာတွေကိုဝင်နေစစ်ကြောင်းမပြောမစစ်စင်ရေးတပွဲပေါ့ဗျာဟောစစ်ကြောင်းထိုးပြီးဝင်ပြီးရောဝင်ရောက်စီးနေပြီးရောအဲ့နေအလုံး30ကျော်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရတယ်ဗျပြီးတော့နောက်တဲ့သတင်းလေးတစ်ခုကတော့ဗာလဲဆိုကျွန်တော်ရန်ကုန်တိုင်းလာပြီးရန်ကုန်တိုင်းကျွန်တော်ဒဂုံမျိုးဒဂုံမျိုးတိမြောက်ပိုင်းရောက်ပိုင်းတော့ကျွန်တော်ဝင်တိုင်းနေရန်ကုန်ကနေတိုင်းလို့လို့ကြိုင်နေတာနော်ဟုတ်တယ်ပါဟုတ်တယ်ပါဒီကကျတော့ကျွန်တော်ရန်ကုန်တိုင်းတကုံမျိုးတင်မြောက်ပိုင်း32ရက်ွက်ပေါ့နော် သုံးသိန်းရက်ကွက်ဆိုတာပြောရမယ်ဆိုရင်ကျွန်တော်တို့ဒါအဲ့မှာအများစုကကျွန်တော်ဝန်ထမ်းတွေကိုကျွန်တော်မြေကွက်တွေပေးထားတယ်တည်တယ်ငါတည်တယ်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 ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီအဲ့ဒီမှာဘာဖြစ်လဲဆိုရင်ねကျွန်တော်ဒီအုတ်ချုပ်ရေးမှုကြော်သိမ်းပေါ့သုံးသိန်းရက်ကွက်ရဲ့အုတ်ချုပ်ရေးမှုကြော်သိမ်းတဲ့အဖွဲ့အောက်เนาะဘာဖြစ်လဲဆိုရင်နေကင်းအချိန်တွေရောဟိုအချိန်ကိုမရှောင်တော့ဘူးမနဲ့ပဲဖြစ်ဖြစ်နေ့လည်းပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ဘာဖြစ်လို့စစ်မှုထမ်းအတွက်သူပေါ်တာတွေဆွဲပါတယ်တဲ့เนาะ ဟုတ်လားဒီကောင်ကငွေလွင်းတွေ့သွားပြီလေငွေလွင်းတွေ့သွားပြီသူတို့နှိပ်စက်မဲ့ငွေလွင်းတွေ့သွားပြီလေအဲသူတို့ရဲ့အကြောင်းပြချက်ရှိတယ်ဗျသူကဘာလို့အကြောင်းပြတာလဲဆိုရင်နဲ့ယခုလအတွင်းမှာဖွင့်လင်းပြီကျွန်စစ်မှုထမ်းအပတ်စဉ်၁၈အဲ၁၈အတွက်ကိုတဲ့ကျွန်တော်တတ်မှတ်လို့မပြည့်မီတဲ့အတွက်ကြောင့်အဲလူကမရှိတော့အဲ့အတွက်ကြောင့်တဲ့ကျွန်တော်တို့ဒီမြောက်တကုံတကုံမြို့တင်မြောက်ပိုင်းပေါ့နော်အဲ့မြောက်ပိုင်းမှာရှိတဲ့ဒီမြို့ဟို30နှစ်ရက်ကွာကအုတ်ချုပ်ရေးမှုကြော်သိန်းနဲ့ကျွန်တော်နောက်လိုက်တပည့်ကျွန်တော်ရဲထွေးနော် အဲရဲဝင်းထွေးပေါ့နော်နောက်လိုက်သေးတာပေါ့ဟိုရဲခွေးမဟုတ် မပြောလို့အဲရဲဝင်းထွေးနောက်လိုက်တပည့်ရဲဝင်းထွေးပြီးတော့ပြီးတော့ထောင်ထွက်တကိုးတွေပါမယ်ပြီးတော့လူမိုက်တွေပါမယ်ပေါ့နော်အဲ့ဒီလူတွေကပေါင်းပြီးတော့မပါလဲဆိုနှိကင်းရောနှိလေရောညာရောပေါ့နော်အချိန်မဆိုင်မနဲ့ကျွန်တော်တို့ဒီလူငယ်တွေကိုလည်းလိုက်လံပြီးတော့ကျွန်တော်ဖမ်းဆီးနေပါတယ်ဆိုတဲ့တင်းကိုရရှိပါတယ်ဗျတကယ်လို့အဲ့လိုမျိုးလူငယ်တွေကိုဖမ်းဆီးမိသွားရယ်ဆိုရင်ကျွန်တော်မိသားတွေကလိုက်ရွေးကြအောင်အဲ့ချိန်မှာမဖြစ်လဲဆိုပတ်စံရှိတဲ့ဟိုမိသားတွေကြတော့ဒီအခုဆိုတအူးအ ਨੇ ဆုံး350နဲ့အထက် ပေးနိုင်တယ်ဆိုရင်တော့ပြန်ပြီးလွတ်ပေးတယ်လို့သိရတယ်ဗျ။ဟာတကယ်လို့အဲ့သိန်း90မပေးနိုင်ရင်တော့အဲ့ဒါလိုမျိုးကခုနကပြောတာလေဟုတ်ကဲ့ပြည်သူတွေကိုဒုက္ခပေးဖို့ငွေတွင်းကြီးတွေ့နေတယ်မှန်တယ်မှန်တယ်ပါเนาะဟုတ်ကဲ့အဲ့လိုမျိုးပဲကျွန်တော်ဒီဟောနိုင်ငံအနှံ့မှာဟိုအဲ့လိုပေါ်တာဆွဲမှုတွေဖြစ်နေတယ်အလားတူဖြစ်စဉ်မျိုးလဲဘာမှဖြစ်ခဲ့လဲဆိုတော့ကျွန်တော်ဒီမကွေးတိုင်းကျွန်တော်တို့စလင်းပေါ့เนาะစလင်းမျိုးနေနေမှာရှိတယ်တဲ့ဒီလမ်းပိုင်းတွေကကျွန်တော်ဒီဝေးပြေးလမ်းတွေပုံစံမျိုးဖြစ်မှာပေါ့เนาะအဲစလင်းစင်ပြူကျွန်းတို့ဘာလို့ဖွင့်ပြူပါညာအဲ့လိုတွားတဲ့လမ်းမပေါ်မှာရှိတဲ့ဒီရက်ွက်တွေ ။နောက်မှမှရှိတဲ့ရက်ကွက်တွေကိုဝိုးတယ်ကျွန်တော်တို့ရဲ့စကားဆာစစ်တပ်ကနေဘာလို့လဲဆိုဝင်ရောက်ပြီးတော့ကျွန်တော်တို့ပေါ်တာဆွဲမှုတွေဖြစ်နေပါလို့သိရတယ်ဗျ။ဟာ။ဒါကတော့ဒီအပတ်စဉ်ဆက်ရှိအတွက်လူလူလို့နေမှာပေါ့ပါရဲ့နော်။အော်လူလိုလားလို့လားသူတို့သားသမီးတွေကောက်ထည့်လိုက်လေမင်းငါပြောရရှင်းရှင်းလေးလေအခုအဲ့လိုလေးဖြစ်တဲ့ကြောင့်ဘာဖြစ်လဲပြည်သူတွေကဘာလို့သွားဆွဲနေလဲသူတို့ကသားသမီးမရှိဘူးလားရှိတာဗောအပါရဲ့သူတို့သားသမီးကြောင့်သူကနိုင်ငံခြားကိုပို့ထားတယ်လေပါနော်အဲ့ဒါကိုကျွန်တော်ကပြောပြောချင်တာနော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရှိမှာကဘာဖြစ်လဲဆိုတော့အခုကကတရားတရားမဝင်ကျွန်တော်တို့လူရောင်းလူအယောင်းဝယ်လုပ်မှုတွေကအင်မတန်ကျွန်တော်တို့အောက်ချင်မှာ တော်တော်များနေတယ်ပါဒါလေးကိုလည်းအမတို့ကင်တွယ်ဖို့လေစဉ်းစားပါအောင်ပါရဲ့နော်တိုက်ချုပ်ကတိတယ်တိရဲ့သားနဲ့မျက်စိစုံမိတ်ထားတာဘသူတေတေငတိမိုင်းပြီးရောငါတို့ဒီဘက်ကမစင်းရရို့မင်းတို့အောက်ကလူတွေဘလို့ပဲတေတေခွေးတွေပဲတေတေဝက်တွေပဲတေတေခွေးပြေးပဲပြေးပြေးဝက်ပြေးပဲပြေးပြေးငါတော့မသိဘူးမင်းတို့ပိုင်မင်းတို့လုံးဆိုပြီးတော့ပတ်ဆက်မပေးဘဲနဲ့သူတို့ကဒီတိုင်းထားတာဥစ္စာဘာဖြစ်နေလဲဆိုတော့လေဒါဟိုထမင်းစားကျွန်ခံဖြစ်နေတယ်အောက်ကလူတွေအကုန်လုံးကဟုတ်ကဲ့ပါဗျနော် ရဲတွေနော်စစ်သားတွေအောက်ကငယ်သားတွေပြီးတော့အုပ်ကြီးတွေယာအိမ်မှုတွေအကုန်လုံးကတက်ချုပ်အတွက်ကိုလေသူတို့တက်ချုပ်မိသားစုအတွက်ဆိုရင်ခမင်းသားကျွန်ခံလုတ်ပေးနေတာကောင်းဘုံစောင့်တာမဟုတ်ဘူးနော်ခမင်းသားကျွန်ခံလုတ်ပေးနေတာဟုတ်ပါပြီခင်ဗျအခုလိုမျိုးဒါဒါတဲ့တနင်္လာနေ့တပုတ်ပြောပြအောင်မယ်ပါအဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ဒီကဘာရောဒီရှေ့တောင်အာရှအာဆီယံပေါ့နော်။ဟောကဘာလဲကဘာနိုင်ငံတီးတီးရောရှေ့တောင်အာရှအာဆီယံနိုင်ငံတွေရောပြီးတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောလုံးဝကိုကျွန်တော်တို့ကမထောက်ခံတဲ့ဒီရေကွက်ဝဲကြီးကို အခုဘာလုပ်လဲဆိုတချို့ကြီးကဘာလုပ်လဲဆိုဒီပြည်သူတွေလက်မခံတဲ့ကျွန်တော်ရေကောက်ပွဲကိုမဲဆွယ်စီယုံရေးကာလာဆိုပြီးတတ်မှတ်လိုက်ပါပြီတဲ့နော်မဲဆွယ်စီယုံရေးကာလာဆိုတတ်မှတ်ထားရလေကွာဟုတ်ဟုတ်ဟုတ်တတ်မှတ်ထားဆိုအကောင့်ထဲပေါ်လိုက်တယ်ပြောလိုက်ဟုတ်တတ်မှတ်ထားတဲ့ဥစ္စာကိုအကောင့်ထဲပေါ်လိုက်တယ်ဟုတ်အဲ့ဒါတော့ဘာလဲဆိုရင်အပါရဲ့ဟိုတရင်နေနေရတော့ဒီအာနာသိန်းကျွန်တော်စစ်ကော်မရှင်ကပေါ့နော်စစ်ကော်မရှင်နိုင်ငံရေးနိုင်ငံရေးထောင်ချောက်အဖြစ်ပေါ့နော်နိုင်ငံရေးထောင်ချောက်ပြည်တဲ့ကျင်းပဖို့ကြံစီထားတဲ့ကျွန်တော်တို့နော်ဟိုထောင်ချောက်ဆိုတာဒီလိုပါရဲ့ဟိုပြည်သူတွေအတွက်ကတော့ထောင်ချောက်အဘာတို့အတွက်ကတော့ထွက်ပေါက် ငါပဲပန်ရှင်းရှင်းလေးအခုပြည်သူတွေအခုဟိုဘက်ကပြောနေကြတယ်ပြည်သူတွေရောငါတို့ဒီပြည်သူတချို့ပြည်သူတွေရော ပြောနေကြတယ်ဒီရွေးကောက်ပွဲကြီးဟာထွက်ပေါက်မဟုတ်ဘူးထောင်ချောင်းထောင်ချောင်းဆိုတာအဲ့ဒါတကယ်တော့အဲ့ဒါတကယ်တော့အဲ့ဒီကျွန်တော်နိုင်ငံရေးသူကဘာလို့နေနေတော့ထွက်ပေါက်နေတယ်ပေါ့နော်ကျင်းပဖို့ပြုလုပ်ထားတယ်တဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်မြန်ကြမယ်နိုင်ငံရေးပါတီတွေအနေတော့ပေါ့နော်မဲဆွဲစီယုံခွင့်ကာလကိုရက်ပေါင်း60ရက်ပေါင်း60တတ်မှတ်ပြီးတယ်ပြီးရင်ကျွန်တော်တို့စစ်ကော်မရှင်လက်အောက်ခံတရားမဝင်ရေးကောက်ပွဲကော်မရှင်ကနေပြီးတော့ထုတ်ပြန်ကြေညာပါတယ်တဲ့ဗျာဟာ ဒါလည်းကောင်းတော့သူမဖြစ်ပြအောင်သူလုံမှာသူဘယ်လိုကောင်းမလဲတက်ချုပ်လဲထုံနေတူပဲသူမားနေတာသိတယ်အမှန်တရားတွေသူမလုပ်ဘူးဗဇက်ကသာသူဟာကျွန်တော်ကတော့ဘယ်လိုအမှန်တရားတွေဘယ်လိုလုပ်နေပါပြောနေတေးတော်တော်မှမစူးတော့ကားပြီးတည်မဲ့လူမျိုးတက်ချုပ်ကမှန်တယ်ပေါ့အခုတက်ချုပ်ရဲ့ကျွန်တော်ညံ့တာကိုကြည့်ချင်းရပြီကျွန်တော်ခုနေ MC MC ပွဲမှာသူတက်ချုပ်မေကွန်းပြောတယ်ညံ့တာမကောင်းဘူးညံ့တာမကောင်းဘူးညံ့တာမကောင်းတာလဲဆိုရင်ဘာဖြစ်လဲသူအပအကြောက်တရားတွေသူမှစိုးမိုးနေတယ်ညံ့တော့ အကဲခတ်တယ်နေပြီနော်အကဲခတ်တယ်တဲ့သူကဘာကြောင့်ခဲခတ်တယ်နေပြီအကြောက်တရားဘယ်လောက်ထိဆိုးမိုးလဲဆိုရင်ပြောရမယ်ဆိုရင်သူ့ဘေးနားမှာရှိတဲ့လူတွေကိုတယောက်မှမယုံတော့ဘူးအဘကလည်းသူမယုံဘူးငါကတော်သေးတယ်မာကြီးခေါ်ခံနေလို့တိတိဆိုငါတွင့်ဝမ်းလာကြပြီကျွန်တော်ပြောပြမယ်တက်ချုပ်ကြည့်ရမာကြီးခေါ်ကိုလည်းမယုံတော့ဘူးဗျာ အကုန်မင်းကငါးတန်းတော့သိနေတယ်သိတယ်ဘာဖြစ်လို့တော့အခုကျွန်တော်တရင်လေးဖတ်ပြမယ်လေနော်ဘာအဲ့ဒါဘာလဲဆိုရင်ကျွန်တော်စိတ်ထင်တော့ तू ဟာကိုဒူးတော်ကိုမယုံတော့တဲ့ဘဝဖြစ်နေတယ်တချို့အဲ့ဒါသူဒူးကိုဖြတ်ထားလိုက်လေအဲ့လိုဖြတ်ထားတဲ့ဘဝဖြစ်နေတယ်ဟာတိရပါအခုကျွန်တော်အဘရဲ့ကျွန်တော် ပြောမယ်ဒီရွေးကောက်ပွဲကော်မရှင်ဥက္ကရာဆိုရှိတယ်လေအခုရွေးကောက်ပွဲတော့ငါသိတယ်ငါသိဘာလို့ပဲခံထားတယ်မှန်မှန်ဆိုရင်ကျွန်တော်တို့ဒီလွှတ်တော်ကိုယ်စားလှယ်လောင်းနေဝင်ရောက်ရှင်ပြိုင်မယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေကိုစီစစ်တဲ့နေရာမှာဘယ်သူကလောက်အောင်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပဲလောက်ရမှာလေအေးလေအဲ့ဒါကို तू ကရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုလည်း तू ကမကျင်တတ်တော့อืมမယုံတော့อืมမယုံတော့တော့သူ့ဘက်ကတခုလုံးမလားတရားမှမယုံတော့ဘာလုပ်လဲဆိုတော့ဒီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့လုပ်ငန်းတာဝန်တွေကိုဖြစ်တဲ့ကျွန်တော်လွတ်တော်ကိုယ်စားလှယ်လောင်းများစီစစ်နေမှုကိုတဲ့ဒီသူ့ကိုယ်တိုင်လုပ်နေလို့ပြောပါလေဟာသူ့လုံလားဟာသူ့လုံးမဟုတ်လေပါဒူးနီယာဒူးတော်နီယာတော်လေသူ့ယူထားတဲ့ယာတူက၄၅ခုလောက်ရှိတယ်လေအကြီးဆုံးနေကြီးပဲယူထားပြီးတော့အမြင့်ဆုံးကိုယူထားတယ် ပြီးတော့ဒီလိုမျိုးလုပ်ငန်းဆိုတာ तू လုံးเสียအကြောင်းမှမရှိဘူး तू အောက်ကဟိုသူ့ရဲ့တပည့်တွေကိုလုတ်ခိုင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီအချက်ကိုကြည်ချင်းအဖြစ်တက်ချုပ်ကြီးကဘသူ့ဘုံမှာမယုံတော့ဘူးဆိုတဲ့သဘောကိုသွားတက်ရောက်တယ်ဟာဟုတ်တယ်နော်ဗျပြီးတော့ तू ကဘာလုပ်သေးလဲဆိုတော့ तू ကပြန်ပြီးချင်းချောက်လိုက်သေးရေနော်ချင်းချောက်လိုက်သေးတယ်ဘလို့ဘလို့ဘလို့အဲ့ဒီမဲဆိုရဲ့စီယုံရေးကာလမှာတဲ့ကျွန်တော်ဒီဟိုသူကျွန်တော်တို့ရဲ့စီစစ်တပ်ကိုပေါ့တက်ချုပ်ကြီးရဲ့စစ်တပ်ကိုဝေဖန်ဝေဖန်နဲ့အမတ်လောင်းနေရှိခဲ့အဲပါတီကနေချက်ချင်းထုတ်ပယ်မယ်ဆိုပြီးတော့ချင်းချောက်တယ်ဗျဟာ အဲ့လောက်တိအောင်ဖြစ်နေပြီအဲ့လောက်တိဖြစ်နေအဲ့လောက်တိအကြောက်တရားတွေစွန်းမိုးနေပြီပါအဲ့ဒါဆိုလည်းဘာလို့လုံနေဦးမှာမလုံနေတော့ဘောဒီရွေးကောက်ပွဲကိုကျွန်တော်ဩရွေးကောက်ပွဲတော့လုံရမယ်လေကွာအခုရွေးကောက်ပွဲလုံမယ်ဆိုတာလေတူတယောက်တည်းလုံပါလားအဲမုံဆိုးမှလေမကင်းကလည်းမျိုးအပိုင်းလိုက်အပိုင်းလိုက်လုံမယ်ရွေးကောက်ပွဲဟုတ်ပါဘူးတကယ်တကယ်ရွေးကောက်ပွဲဆိုတာလေဒါအယူပုံမြောက်ချီချောက်ကောက်စားတဲ့ပုံစံမျိုးဖြစ်နေတယ်။ဟုတ်ပါပြီ။အခုဘာလို့လုံးမဲ့ရွေးကောက်ပွဲ။ဘာလို့လုံးမဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ဒီမြန်မာပြည်သူတွေနဲ့မကောက်ဘူး။ကမ္ဘာနိုင်ငံအသီးသီးကလည်းကျွန်တော်ကန့်ကွက်တယ်။အခုဆိုရင်ကျွန်တော် EU ပေါ့ ဥရောပကျွန်တော်တတ်မှတ်ကရကျွန်တော်တို့ဟို EU ပေါ့တည်တယ်ပြောအ EU ကလည်းကျွန်တော်တို့ကန့်ကွက်စာဆောင်ထုတ်လာတယ်အဲ့ဒါဘာလဲဆိုရင်တဲ့မြန်မာစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုတဲ့ဥရောပတတ်မှတ်က EU အနေနဲ့အတိမတ်ပြုတ်မှုမဟုတ်ကြောင်း EU ကျွန်တော်လူအခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကပြောပါတယ်တဲ့နော်ပြီးတော့ကျွန်တော်တို့ကသူကဆက်ပြောသေးတယ်ဗျဘာလို့ပြောလဲဆိုတော့တဲ့အခုဟိုတက်ချုပ်ကြီးကျင်းပါမယ်ဒီရွေးကောက်ပွဲကဟိုမျှတပြီးလွတ်လပ်တဲ့ကျွန်တော်ရွေးကောက်ပွဲဖြစ်လာဖို့အတွက် လိုအပ်တဲ့အခြေအနေတွေမှာတခုမှပြည့်မီခြင်းမရှိပါဘူးအရေးချင်းနေပေါ့နော်အရေးချင်းနေပြည့်မီခြင်းမရှိပါဘူးတဲ့စစ်တပ်ကကျွန်တော်တို့အာနာပုံမတောင်တင်းလာရေးဟုတ်တာဥတီရဲ့အုပ်စုဖြစ်တဲ့အတွက်ကြောင့်တဲ့စီစဉ်ထားတဲ့ဒေကောဝဲဖြစ်တဲ့အတွက်ကြောင့်ဒီရေကောဝဲကိုတဲ့သူမအနေနဲ့တဲ့လုံးဝလက်သက်မခံပါဘူးတဲ့သူမနဲ့အတူတူပဲဟို EU အနေနဲ့လည်းလုံးဝအသိမှတ်မပြုတ်ပါဘူးဆိုပြီးပြက်ပြက်တာတာပြောကြားသွားပါတယ်ခင်ဗျာဟာအဲ့ဒါဆိုရင်ချိန်တည်သွားပြီကွာ ASEAN လည်းလက်သက်မခံ EU ကလည်းလက်သက်မခံလက်သက်မခံ နောင်ဆိုရင်လေဒီပုံစံတိုင်းသာတက်ချုပ်လုံနေမယ်ဆိုရင် ICC မှာထောင်နှန်းဆိုင်ရတော့မယ်ကွာ